ဓမ္မချစ်ခင်သူတော်စင်များဒီကနေ့မှာတော့တတ်တတ်လို့စားခြင်းနဲ့ပတ်သက်ပြီးတော့မှတ်သားစရာဘုသူတ္တကိုဥစဉ်ပြောပြမျှဝေပေးပါမယ်တတ်တတ်လို့စားခြင်းသည်ကုသရတယ်လို့ဒီလိုပြောဆိုကြတဲ့သူတွေရှိပါတယ်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဥစဉ်က အမှန်တရားတစ်ခုကိုဒါမိမောင်းထိုးပြပြီးမှဖြစ်ပါတယ်တခါတုန်းကဥစဉ်နဲ့တိကျွန်းနဲ့တက္ကမတယောက်ကဥစဉ်ပြောတယ်ပေါ့သူကဘာပြောလဲဆိုတော့ဒီနေ့တပည့်တော်မွေးနေ့ဗျာတဲ့ဒီနေ့တပည့်တော်တတ်တလို့စားတယ်တဲ့ဒါဆက်မိဆက်ရပြောရကနေပြီးတော့ သူ့ရဲ့မွေးနေ့မှာတတ်တလို့စားတဲ့အကြောင်းလေး तू ကပြောလာတယ်ပေါ့ကောင်းပါတယ်လို့ဦးစင်းကကိုမွေးနေ့မှာတတ်တလို့စားတာကောင်းပါတယ်ပေါ့အဲ့ဒီမှာဦးစင်းကသူ့ကိုမေးလိုက်တယ်ပေါ့ဘာမေးလဲဆိုတော့တကမာလို့မွေးနေ့မှာတတ်တလို့စားတာဘာဖြစ်ချင်းလို့စားတာလဲဘာအတွက်စားတာလဲလို့ဒီလိုမေးတော့ ကုသိုလ်ရဖို့ပေါ့ဗျာတဲ့မွေးနေ့မှာရစရာကုသိုလ်ဆိုလို့ဒါလေးပဲရှိတယ်တဲ့ဒါကြောင့်မွေးနေ့မှာကုသိုလ်ရဖို့အတွက်တတ်တလွတ်စားတာဖြစ်တယ်ဗျာအဲ့တော့အဲ့ဒီမှာဦးစင်းကတော့အချိန်မရတာနဲ့ရှိရှိဝေးဝေးဘာမှတော့မပြောခဲ့ပါဘူးဒီလိုမျိုးပဲတခြားတခြားသောသူတွေမှာလည်းပဲတတ်တလွတ်စားခြင်းဟာကုသိုလ်ရတယ်ဆိုတော့ဒီလိုအပြောတွေ့ ပြောကြဆိုကြတာဦးစင်တို့မကြာခဏကြားပူပါတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဓမ္မတရားတစ်ခုကိုဒီကနေ့ထုတ်ဖို့ပြောပြပြီးမှဖြစ်ပါတယ်။အဲ့တော့လူရင်းတို့ရှင်ပြောရရင်တော့တတ်တလို့စားခြင်းဟာကုသရတယ်ဆိုတဲ့ဒီအယူဟာမာယွန်းရဲ့အယူဖြစ်ပါတယ်။ပါဠိလိုပြောတော့မိစ္ဆာဒိဋ္ဌိပေါ့ တသက်လို့စားခြင်းဟာကုသိုလ်ရတယ်ဆိုတဲ့ဒီယူကိုယူရင်တော့ဒါမိစ္ဆာဒိဋ္ဌိအယူပဲဖြစ်တယ်ပေါ့အစာတောက်ကနေပြီးတော့ကုသိုလ်ဖြစ်စေတယ်သို့မဟုတ်အကုသိုလ်ဖြစ်စေတယ်ဆိုတာမရှိပါဘူးတသက်လို့ပဲစားစားအသားငါးပဲစားစားအဲ့ဒီတသက်လို့သို့မဟုတ်အဲ့ဒီအသားငါးကနေပြီးတော့ ကုသိုလ်ဖြစ်စေတယ်အကုသိုလ်ဖြစ်စေတယ်ဆိုတာမဟုတ်ပါဘူးတဲ့အဲ့တော့ကုသိုလ်အကုသိုလ်ကိုဘယ်ရဖြစ်စေတာလဲဆိုရင်မိမိရဲ့စိတ်နေစိတ်ထားကပဲကုသိုလ်အကုသိုလ်ကိုဖြစ်စေတာဖြစ်ပါတယ်ဥပမာဆိုကြပါစို့ကုသိုလ်ရဖို့ဆိုပြီးတော့တတ်တလို့စားတယ်လို့ဆိုကြပါစို့ကုသိုလ်ရဖို့ဆိုပြီးတော့အတိရွတ်ဒီစားတယ်တတ်တလို့စားတယ် သို့တော်လည်းပဲကုစားတဲ့တတ်တလို့ဟင်းလျာပေါ်မှာဒါလေးကတိတ်ကောင်းတာပဲအရန်ကြိုက်တာပဲဒီပဲပြုတ်လေးဆိုလို့ရှိရင်အသေးဆွဲအရန်ကြိုက်တာအရန်ကတပင်တွေ့တာဒီလိုတတ်တလို့စားတော့ပေါ်မှာတက်မှတ်တဲ့တဏဖြစ်နေတယ်ဆိုရင်ဒါအကုသူဖြစ်တာပါပဲဟာဒီကနေ့ငါတတ်တလို့စားတယ်လीတတ်တလို့စားတာကိုသိရတာနဲ့ငါအတွက်ဘာမှမလုပ်ထားဘူးလား ဒါမှမဟုတ်ငါစားတဲ့တက်တက်လွတ်ကိုဘသူကလာပြီးတော့စားသွားတာလေအဲ့ဒါနဲ့ပတ်သက်ပြီးတော့မကြည်မနဲ့တွေဖြစ်တယ်ဆိုရင်ဒါတက်တက်လွတ်နဲ့ပတ်သက်ပြီးတော့ဒေါသဖြစ်တာပဲပေါ့ငါတက်တက်လွတ်စားလာတာနလ3လရှိပြီဒါမှမဟုတ်နနစ်3နှစ်ရှိပြီစသည်အဖြစ်ငါလို့ဘလူစားနိုင်လို့လဲစားကြည့်စမ်းပါဦးမင်းတို့ တတလူကိုငါလိုတနည်းနည်းနဲ့တလားနှလားမပြောနဲ့နေရသုံးရက်လောက်ပဲစားကြည့်စမ်းပါအောင်မိမိစားတဲ့တတလူအပေါ်မှာတတလူစားတာကိုအကြောင်းပြုပြီးတော့မိမိရဲ့စိတ်မှာဒါမာနဖြစ်တာပဲဒါတွေအကုသူတရားတွေဖြစ်တယ်ပေါ့အဲ့တော့စားတော့တတလူကုသူရဖို့ဆိုပြီးတော့အဲ့ဒီလိုလောဘတွေတဏှာတွေဒေါသတွေမာနတွေလောဘဒေါသမာနဖြစ်တာကိုမသိမောဟ ီလိုလောဘဒေါသမောဟမာနတွေဒါဖြစ်ပြီးတော့စားနေတဲ့တတ်တလူမျိုးဆိုရင်တော့ဒါဟာအကုသူဖြစ်နေတာပါပဲအဲ့တော့အစာတောက်ကနေဖြစ်တာမဟုတ်ဘူးเนาะအစာတောက်ကိုအကြောင်းပြုပြီးတော့မှမိမိရဲ့စိတ်ကနေဖြစ်တဲ့အကုသူပေါ့အစာတောက်ကကုသူလည်းမပြေးဘူးအကုသူလည်းမပြေးဘူးအဲ့တော့မိမိစိတ်ကနေဒီအစာတောက်ကိုအကြောင်းပြုပြီးတော့ဖြစ်တာ ဲ့တော့အတန်းငါးစားတဲ့သူလည်းဒီတိုင်းပဲအတန်းငါးပုံမှာလောဘနဲ့ညှိတွင်နေတယ်တတ်မှတ်နေတယ်ဒေါသတွေထားနေတယ်မာနတွေပွားနေတယ်ငါလိုဟင်းကောင်းဘလူးစားနိုင်လေနေ့တိုင်းကြက်တာဝတ်တာနေ့တိုင်းစားနိုင်တဲ့သူဆိုတာမရှိဘူးငါမူလို့စားနိုင်တာဒီလိုစသည့်အားဖြင့်အတန်းငါးပုံမှာလည်းပဲလောဘဒေါသမောဟမာနတွေဖြစ်နေတယ်ဆိုရင်ဒါအကုသူဖြစ်တာပါပဲအဲ့တော့အဓိကဥစဉ်တို့ဓမ္မကြည့်ခင်သူတို့ရှင်များမှတ်သားရမှာက တတ်တလွတ်စာခြင်းအတန်းငါစာခြင်းဆိုတဲ့ဒီတတ်တလွတ်တို့အတန်းငါတို့ကကုသိုလ်အကုသိုလ်ကို ဖြစ်စေတာမဟုတ်ပါဘူးအဲ့ဒီတတ်တလွတ်အဲ့ဒီအတန်းငါကိုအကြောင်းပြုပြီးတော့မိမိရဲ့စိတ်နေစိတ်ထားကနေပြီးတော့ပဲကုသိုလ်အကုသိုလ်ဆိုတာဖြစ်တာလူတရားဟောတတ်တလွတ်ပဲစာစာအတန်းငါပဲစာစာအတိတတိနဲ့စားတယ်တရားသဘောနဲ့တိပြီးတော့စားတယ်အစားအသောက်ပေါ်မှာတွေ့တာတက်မှတ်တဲ့လောဘ မဖြစ်ပဲနဲ့စားတတ်တယ်။အစားဆုံးနဲ့ပတ်သက်ပြီးတော့မကြည်နက်မှုဒေါသတွေမဖြစ်အောင်အစားဆုံးနဲ့ပတ်သက်ပြီးတော့မာနတွေမထား။မေတ္တာပွားပြီးတော့တရားဘာဝနာပွားများပြီးတော့ဒါစားတတ်တယ်ဆိုရင်တသက်လို့ပဲစားစားအသားငါးပဲစားစားဒါကုသိုလ်ဖြစ်တယ်ဗော။တသက်လို့စားခြင်းနဲ့ပတ်သက်ပြီးတော့တသက်လို့ကိုလူများစွာစားကြပါတယ်အကြောင်းမျိုးမျိုးနဲ့ ထို့အတူပဲဥစဉ်တို့ယဟန်တန်ဃာတော်များဆရာတော်ကြီးများမှလည်းပဲတတ်တတ်လို့စားကြပါတယ်။အဲ့ဒီမှာလိလကြီးတဲ့အခါကျတော့တတ်တတ်လို့စားခြင်းရဲ့အကြောင်းတွေအမျိုးမျိုးတွေ့ရတယ်ပေါ့။တချို့ကတတ်တတ်လို့စားတာဟာကုသိုလ်ဖြစ်ဖို့အတွက်စားတယ်လို့ဒါဒီလိုယူဆွဲထားတဲ့သူတွေရှိလို့အဲ့ဒီလိုယူဆွဲလို့ရှိရင်ဒါမိစ္ဆာဒိဋ္ဌိအယူဖြစ်တယ်ဆိုတာကိုသိစီဖို့အတွက်ဒါဒီကနေ့ပြောပြပေးရခြင်းဖြစ်ပါတယ်။ တသက်လို့စားကြတဲ့ဆရာတော်ကြီးတွေအများစွာရှိတယ်ပေါ့တချို့ကြတော့လည်းပဲသူတို့ဘာကြောင့်စားတယ်ဆိုတာကိုမသိရဘူးပေါ့ဒါစားခြင်းရဲ့အကြောင်းတော်ရှိတယ်ပေါ့ဥစဉ်အားလုံးသောဓမ္မချိကင်သူတော်ရှင်များကြားဘူးကြလိမ့်မယ်ဖုံးတော်ကြီးဥတီလာတဲ့ဒါဥစဉ်မှတ်သားဖူးတာလေးပေါ့သူဟာတသက်လို့စားတယ်ဆရာတော်ကြီးတပါဖြစ်တယ်ပေါ့အဲ့ဒီမှာဥစဉ်လေးတပါကရှောက်တယ်တဲ့ ဆရာတော်နဲ့တပည့်တော်အတူနေပြီးတော့ဆရာတော်လိုပဲတတ်တလို့စားပါမယ်လျှောက်တော့ဆရာတော်ကဗာပြန်မိတ်ကြလဲဆိုတော့တို့များတတ်တလို့စားတာကုသိုလ်ဖြစ်ကုသိုလ်ဖြစ်ဖို့အတွက်အကျင့်တစ်ခုအနေနဲ့စားတယ်လို့မမတ်ထင်နဲ့တဲ့သွားနာတတ်တာလို့စားတာတဲ့ အသားငါးစားရတာသွားနာတယ်ပို့သွားရတယ်ညက်တယ်သွားကြထိုးရမယ်သွားနာတယ်ပို့အယူရင်ကြိုက်ရတာတွေပါလေပို့ဒါကြောင့်မို့လို့တတ်တလို့စားတယ်ဒါဆရာတော်ကပွင့်ပွင့်လင်းလင်းမိတ်ကြတယ်ပို့အဲ့တော့တချို့ကြတော့လေပဲအသားငါးနဲ့မတဲ့လို့ဒါအတိအရွတ်တဲ့လို့အတိအရွတ်တွေစားတာမျိုးလည်းရှိတယ်ပို့ ကုသိုလ်ရဖို့အတွက်မဟုတ်ဘူးကိုယ့်ရဲ့ကျမ်းမာရေးအရာစားတဲ့သူတွေလည်းရှိတယ်ပေါ့တတ်တလို့စားတဲ့နေရာမှာအကြောင်းမျိုးမျိုးနဲ့ဒါစားကြတာရှိတယ်ကျမ်းမာရေးအတွက် စားတာရှိတယ်အတန်းကမကြိုက်လို့အတီးရွယ်ပဲကြိုက်လို့အတီးရွယ်စားတာမျိုးလည်းရှိတယ်အတီးရွယ်ပဲတတ်နိုင်လို့အတီးရွယ်စားတာမျိုးလည်းရှိမယ်ပေါ့စောစောအောင်စဉ်ပြောခဲ့သလို တတလူစာရဟာကုသရဖို့အတွက်စာရာအဋိဋ္ဌံအောင်ဖို့အတွက်စာရာအဋိဋ္ဌံဝင်နေလို့ပတိစိတ်နေလို့ကုသရဖို့အတွက်တတလူစာရာမျိုးဒီလိုစာရာမျိုးတွေလည်းပဲရှိတယ်ပေါ့အဲ့ဒီလိုတတလူစာခြင်းအမျိုးမျိုးထဲမှာကုသရဖို့တတလူစာတယ်တတလူကကုသရစေတယ်ဆိုတဲ့ဒီလိုအတိမျိုးဒီလိုယူဆမျိုးရှိတာတယ်ဆိုရင် ဒါမှားယွင်းတဲ့အယူဆဖြစ်တယ်ဗျ။ဘုရားရှင်ကိုယ်တော်မြတ်ကတတ်တလို့စားဖို့မဟောထားပါဘူး။အတန်ငါစားဖို့လည်းမဟောထားပါဘူး။တတ်တလို့စားခြင်းအတန်ငါစားခြင်းနဲ့ပတ်သက်ပြီးတော့တတ်တလို့စားကြဟေးအတန်ငါမစားနဲ့သို့မဟုတ်အတန်ငါစားကြဟေးတတ်တလို့မစားနဲ့ဒီလိုစသည့်အဖြစ်ဟောထားတာပြောထားတာမရှိဘူးပေါ့။ဘုရားရှင်ကိုယ်တော်မြတ်ဟောကြားထားတဲ့ကုသတရားတွေ ဒါနသီလဘာဝနာပစာယနာဝေယဝစ္စပတ္တိဒါနပတ္တနုမောဒနာဓမ္မတာဝနာဓမ္မဒေသနာဒေတိစုကမ္မဆိုပြီးတော့ဒါကုသိုလ်ဖြစ်ကြောင်းတရား10ပါးကုသိုလ်တရား10ပါးရှိတယ်ပေါ့အဲ့ဒီထဲထဲမှာတတ်တက်လို့စာခြင်းဆိုတာမပါဘူးပေါ့အဲ့တော့မပါတော့တတ်တက်လို့စာခြင်းဟာကုသိုလ်ရတယ်ဆိုတာမဟုတ်ဘူးပေါ့မဟုတ်တယ်လို့ပြန်ပြီးတော့ကြည့်လိုက်ပေါ့ တတလူပဲစာစာအသားငါပဲစာစာဒီတတလူတို့အသားငါတို့ကကုသိုလ်အကုသိုလ်ကိုဖြစ်စေတာ မဟုတ်ပါဘူးကိုယ့်ရဲ့စိတ်ကပဲကုသိုလ်အကုသိုလ်ကိုဖြစ်စေတာ ဖြစ်တယ်ပေါ့အဲ့တော့ဘုရားရှင်ကိုတော်မြတ်ဟောကြားထားတာကတော့အစာတောင်းနဲ့ပတ်သက်ပြီးတော့အစွန်လွတ်အောင် စားဖို့ပဲဟောထားတာ ဖြစ်ပါတယ်အစွန်သုံးပါလွတ်အောင်စားရမယ်တဲ့ နံပါတ်1မြင်သားနံပါတ်2ကြားသားနံပါတ်3တန်လျရသားဒီ၃မျိုးကိုရှောက်ပြီးတော့စားရမယ်မြင်သားဆိုတာကအင်းတိအင်းကိုအလဲသွားတယ်ကိုစားဖို့အတွက်အိမ်မှာရှိတဲ့ကြက်ကလေးတစ်ကောင်ကိုတတ်နေတယ်ဒါကိုကိုကမြင်လိုက်တယ်ပေါ့အဲ့ဒီလိုမြင်တဲ့အသားကို မစားရဘူးတဲ့နောက်တော့ကကြားသားအဲ့ဒါရောက်တယ်ဟိ အင်းရရှိတဲ့ကြက်လေးတစ်ကောင်လောက်ဒါတက်ပြီးတော့ဧည့်သည်အတွက်ချက်ကျွေးရအောင်စသည်အားဖြင့်ဒီလိုပြောလို့ကြားသွားတယ်ဆိုရင်လည်းပဲဒါမစားတင့်ဘူးမစားကောင်းဘူးပေါ့နောက်တန်တရသာမိမိဟာဒီစားတဲ့ဟင်းလျာပေါ်မှာဒါဟာငါလာမငါအတွက်တက်ပြီးတော့ချက်တဲ့ဒါကြက်သားဟင်းဝက်သားဟင်းငါဟင်းဖြစ်လိမလားဆိုတဲ့ဒီလိုတန်တရာရှိတယ်ဆိုရင်လည်းပဲ ဒါမစားကောင်းဘူးတဲ့အဲ့ဒီလို မြင်သာကြာသာတန်တရားသားဆိုတဲ့အစွန်းသုံးပါဒါလွတ်အောင် စားဖို့ပဲမြတ်စွာဘုရားကဟောကြားထားတာဖြစ်ပါတယ်ဒါကယဟန်ပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ဒီအစွန်းသုံးပါလွတ်အောင်မြင်သာကြာသာတန်တရားသားလွတ်အောင်စားရမယ်ပေါ့ဟောယဟန်တွေကြတော့လူတွေနဲ့မတူတော့ဘူးလူတွေကမှဒီအစွန်းသုံးပါလွတ်ရင် ကျန်တဲ့အသားဘာသာစားစား ဒါစားလို့ရတယ်မြတ်စွာဘုရားဟိုသားမစားရဘူးဒီသားမစားရဘူးလို့ဒါဟောကြားထားတာမရှိဘူးပေါ့ယဟန်တော်များကြတော့အသားကြီး10မျိုးမစားရဘူးဆိုပြီးတော့ဒီလိုမျိုးဒါပြည့်ညက်ထားတာရှိတယ်ပေါ့လူကွေးမြင်းစင်တစ်ကြားချင်းဝန်လင်အောင်းမွေမျိုးရိုးရိပ်ตาသွေးအမွေးတို့ပါမတုံးရဆယ်ပြားအသားမျိုးဆိုပြီးတော့အသားကြီး10ပါး အယိုးတွေရောအရည်တွေရောအမွေးတွေရောဒါမတုံးရဘူးတုံးလို့ရှိရင်ဒါအဘတ်တင့်တယ်စားလို့ရှိရင်လည်းပဲအဘတ်တွေတင့်တယ်ပေါ့အဲ့တော့ဒီတာကြီး၁၀မျိုးမစားခိုင်းရခြင်း အကြောင်းကလည်းရှိတယ်ပေါ့တော်တဲ့မှာတရားအထုတ်နေကြတဲ့ဒါယဟန်တော်များအတွက်အန္တရာယ်တွေမဖြစ်ဖို့အတွက်ပေါ့အဲ့တော့စားသောက်နဲ့ပတ်သက်ပြီးတော့အစွန်းသုံးပါလွတ်ဖို့ဒါလူရောယဟန်ရောအစွန်းသုံးပါလွတ်ဖို့ယဟန်ဒီအတွက်ကြတော့အသားကြီး၁၀ပါ အသားကြီးစိမ်မျိုးဒါမစားဘူးပေါ့ဒီလောက်ပဲမြတ်စွာဘုရားဟောထားတယ်ပေါ့တတ်တလို့စားရမယ်တန်ငါမစားရဘူးအသားငါစားရမယ်တတ်တလို့မစားရဘူးစတိအပြည့်ဒီလိုမျိုးဒါဟောကြားမိကြားထားတာမရှိဘူးပေါ့တတ်တလို့ပဲစားစားအသားငါပဲစားစားကုသိုလ်စိတ်နဲ့စားရင်ကုသိုလ်ဖြစ်မယ်အကုသိုလ်စိတ်နဲ့စားရင် အကုသိုလ်ဖြစ်မယ်အဲ့တော့ဥစဉ်တို့ဓမ္မချင်းကတူတော်စင်များ အတန်းငါကြိုက်ရင်အတန်းငါစားအတန်းငါသဘောကျတယ်နဲ့တက်တယ်ဆိုရင်အတန်းငါစားပေါ့ဒါပေမဲ့မိမိရဲ့စိတ်မှာတော့ကုသိုလ်စိတ်ထားပြီးတော့ဒီစားတော့ပုံမှန်တွေ့တာတက်မဲ့တဲ့စိတ်မရှိအောင်သတိဆောင်ရမယ်စားတော့နဲ့ပတ်သက်ပြီးတော့မကျေနပ်တာတွေမဖြစ်အောင်မမာနနေမတက်အောင်ဒီလိုစိတ်ထားမျိုးတွေရှိရမယ်ပေါ့မြေတားပွားပြီးစားရမယ်တရားနှလုံးသွင်းပြီးတော့စားရမယ်ပေါ့ ထို့သူပဲတတ်တလို့စားပြီးတော့လည်းပဲဒီတတ်တလို့ဆိုတဲ့အတိရွက်တွေပေါ်မှာလောဘတဏ္ဍမဖြစ်အောင်ဒေါသမဖြစ်အောင်မာနမဖြစ်အောင်တတိဆောင်ပြီးတော့တရားနှလုံးသွင်းပြီးတော့မြတ်တာပွားပြီးတော့ဒါစားမယ်ဆိုလို့ရှိရင်ဒါကုသိုလ်ဖြစ်တယ်ပေါ့အဲ့တော့တတ်တလို့ပဲစားစားတတ်တလို့သဘောကျရင်တတ်တလို့စားအတန်းငါစားခြင်းနေဆိုလေအတန်းငါစားပေါ့ ဘာကိုပဲစားစားကုသိုလ်ဖြစ်အောင်ဒါစားတတ်ဖို့အရေးကြီးတယ်ဗောစောစောကလို့တတ်တလို့စားတာဟာကုသိုလ်ရတယ်လို့ဒီလိုသွားယူဆွဲလိုက်လို့ရှိရင်တတ်တလို့မစားတဲ့သူတွေကနေရင်ထိုင်ရင်အကုသိုလ်ဖြစ်တယ်လို့မျိုးဖြစ်သွားတယ်ပြီးတဲ့အခါမှာစဉ်းစားကြည့်လိုက်ဗောတတ်တလို့စားလို့ကုသိုလ်ရတယ်ဆိုရင်ကျွဲတွေနွားတွေစိတ်တွေအတိရွတ်တွေပဲစားတာလေသူတို့တွေကုသိုလ်တွေရနေမှာဗော အဲ့တော့ဘုရားရှင်ကိုတော်မြတ်ကတော့တတ်တလွတ်အသားငါးနဲ့ပတ်သက်ပြီးတော့ဒါအထူးတလေခေါ်ကြထားတာမရှိပါဘူးဟိုကစားရမယ်ဒီကစားရမယ်မရှိဘူးအဆင်ပြေတာစားပြီးတော့တရားနှလုံးသွင်းဆင်ခြင်ပြီးတော့ဒါအစွန်သုံးပါလွတ်အောင်စားဖို့ကိုပဲမြတ်စွာဘုရားရှင်ကိုတော်မြတ်ကဟောကြားမိကြားပြည့်ညတ်ထားတာဖြစ်ပါတယ်ယဟန်တွေဆိုရင်တော့အသားကြီး၁၀မျိုးရှောင်ရမယ်ပေါ့ အဲ့တော့တသက်လို့စားပြီးတော့လည်းပဲလောဘဒေါသမောဟမဖြစ်အောင်မာနတူပင်ဖြစ်အောင်တတိဆောင်ရမယ်။အတန်ငါစားတဲ့သူကလည်းပဲလောဘဒေါသမောဟမဖြစ်အောင်မာနတူပင်ဖြစ်အောင်အတိဆောင်တတိဆောင်ပြီးတော့ဒါစားတော့ကြမယ်ဆိုလို့ရှိရင်နောက်ဆုံးဟလာအတန်ငါပဲစားစားတသက်လို့ပဲစားစားတရားနှလုံးသွင်းပြီးတော့စားကြတဲ့စားကြတာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ဆုံးမှာတော့ဒါဒုက္ခခတ်တဲ့အင်းကြီးဖြစ်တဲ့မျက်နှာပံကို ရကြရောက်ကြမယ်သူတွေပဲဖြစ်ကြပါတယ်အဲ့တော့ဒီကနေ့မှာတော့တတ်တတ်လို့စားခြင်းဟာကုသိုလ်ရတယ်ဆိုတော့ဒီလိုယူဆမျိုးတွေမာယွင်းတဲ့မိစ္ဆာတိတိအယူဆမျိုးတွေဒါမယူဆမိအောင်ဥစဉ်က နေပြီးတော့မိမောင်ထိုးပြပေးလိုက်ခြင်းပဲဖြစ်ပါတယ်အာလုံတော်ဓမ္မချစ်ခင်သူတော်စင်များဒီကနေ့ဥစဉ်များဝေပေးတဲ့တတ်တတ်လို့စားခြင်းနဲ့ပတ်သက်ပြီးတော့မှတ်သားစရာဘူတုတ္တကို ီကနေ့ရတင်တဲ့လောက်အနည်းငယ်အထိုက်လျောက်တော့ရရှိသွားကြမှာပဲဖြစ်ပါတယ်။အလုံးစုံဓမ္မကြည်ကင်းသူတော်စင်များကိုစိတ်နှပြကြမ်းမှချမ်းသာအသက်ရှိကြစွာနဲ့သာသနာအကျိုးကိုလည်းပဲစတတ်တဘူးတည်ဘူးဆောင်ရွက်နိုင်ကြကုန်သောတရားသိမြင်မျက်နှာပံသူဝင်ရောက်နိုင်ကြကုန်သည့်သာသနာပြုသူတော်ကောင်းသူမြတ်လောင်းများဖြစ်နိုင်ကြပါစေ။